ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေရှိရိုဟင်ဂျာဒုက္ခသည်တွေကိုပြင်းလင်းလက်ခံရေးအတွက်အာရခပြည်သူတော်လှန်ရေးအစိုးရမှအစင်းသင့်မဖြစ်သေးဘူးလို့နိုင်ငံရေးလှိလာတုံ့သက်သူတွေနဲ့အာရခပြည်သူတွေကဆိုကြပါတယ်။အဲဒီအာရခဘင်္ဂလားနေစေကိုအာရခတက်တော်အရေးကအပိတက်တိုက်ခိုက်သိမ်းပိုက်ထိန်ချုပ်ထားပြီးအာရခပြည်သူတော်လှန်ရေးအစိုးရအဖြစ်စီမံအုပ်ချုပ်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့အာရခအဆုံးပြည့်စစ်ပွဲမပြီးသေးသလိုအာနာသိစစ်တဲရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေသေးရမှုပြည်내လက်ခံရေးတွေလုပ်ဖို့လုံးဝစင်မဖြစ်နိုင်သေးဘူးလို့နိုင်ငံရေးလှစ်လာတုံ့တက်သူတွေကဆိုကြပါတယ်။လူဦးတော်လေးဘာသာပေါင်းစုံကွယ်ရမဆရာတော်ဦးရမကဘာရစ်အေဂျင်စီကိုခုလိုပြောပါတယ်။ခရီးဦးစင်းတို့ဒီတိုင်းဒီအာနာကိုလူလိုက်တဲ့အခါမှာမတရားတဲ့အာနာရှင်စနစ်ကိုလက်နက်ကင်ပြီးတော့တွန်းလှန်နေတဲ့ကာလမှာထူးခု မတရားတဲ့အာဏာရှင်စစ်တပ်ကပဲဟိုထွက်သွားရအောင်နှိမ်နင်းလိုက်တဲ့တပ်ဖြတ်လိုက်တဲ့လုံဆောင်လိုက်တဲ့ထွက်ပြေးသွားတဲ့ထိုမွတ်စလင်ဘာသာအစ္စလမ်ဘာသာဝင်တွေကိုဒီနေ့အချိန်မှာပြန်လည်လက်ခံဖို့ဆိုတာတော်လှန်ရေးကလည်းမပြီးသေးဘူးတော်လှန်ရေးကာလအခြေအနေမျိုးလို့အင်မတန်ချုပ်ထွေးနိုင်တဲ့ဟိုပြဿနာကြီးရှိတဲ့တွေ့ရောမလို့ခုချိန်မှာပြန်လည်လက်ခံနေရချထားရေးဆိုတာအဆင်မပြေနိုင်လေးပါဘူးအဲ့ဒီအာရခဘင်္ဂလားနေဆက်တစ်ခုလုံးကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလရှိရနေကအာရခတက်တော်မှာအပိသက်တင်ပတ်ထိန်းချုပ်ထားပေမဲ့ ရင်းရအမိခလန်လက်ကင်တွေရဲ့နေဆက်ဖြတ်ကျော်အကြံဖတ်မှုလို့လေးရှိနေသေးတယ်လို့ပြည်လည်လက်ခံရေးပြည်လည်နေရာချထားရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရေးတွေမှာလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့လေအာရခပြည်သူတွေကဆိုကြပါတယ်။ဒါပေမဲ့အာရခတက်တော်ကအပိသက်တင်ပိုက်ထိန်းချုပ်ထားပြီးမှဒုက္ခတွေတချို့ကနေရပြေဖို့ညှို့လင့်နေကြတယ်လို့အာရခပြည်သူတော်လည်းရေးအစိုးရကပြည်လည်လက်ခံရေးပြုလုပ်ပေးဖို့ညှို့လင့်နေကြတယ်လို့လေဒုက္ခတွေကဆိုကြပါတယ်။သူတို့ဟာဒုက္ခတွေစခန်းတွေမှာအခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတာဟာ ရှင်းလင်းထိကြလာပြီးမှနေရပြင်ရှင်နေကြပြီလို့ဒုက္ခသည်တွေကဆိုကြပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းမှာရိုဟင်ဂျာဒုက္ခသည်တူကဘွာနယူးစ်အေဂျင်စီကိုခုလိုပြောပါတယ်အစ္စလာမုအလัยကမ်ရဟမတုလ္လာဟီဝဘရကာတူအာနာမ်တေမမ်မတ်ရူဖီအာယအာဘောဆူလျက်ကောမတ်ဖဆတ်တို့အာတွေ့ရကမ္ဘမဇေခလိုအာတအဂျာစတောဘောဆရုဒိအာရိုင်းဘောလာဇူရီတက်ကီဒီ আর তখন শান্তি লাগতো ইয়া লাগতো না তো আর হতন মাঝে আর তুম যাই বললা বলি চাই এই এটা মগ বাগিয়ে কলে লগলা ইয়ে দিয়ান আর ফুনির তো ফুনির দিয়ে আর রতন যাই এটা তার পাশে আর সব কাম যদি আর আর দে দইতে গেলে আর এখন এখন জড়িয়ে আছে Yeah. အာခတ်တိုဟာမောင်ရော့ခိုင်ကိုအပြစ်တင်ပိုက်ထိန်ချုပ်ထားပေမဲ့လူဟင်ညာမြင်ကလက်နက်ကင်တွေရဲ့အကျဉ်ဖက်တိုက်ခိုက်မှုတွေစစ်ကောင်စီတဲရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေသေးရမှုပြန်လည်လက်ခံရေးမဖြစ်နိုင်သေးဘူးလို့အာရခတ်ပြည်သူတွေကဆိုကြပါတယ်။အဲဒီလူဟင်ညာပြန်လည်လက်ခံရေးကိစ္စအပါအဝင်အာရခတ်ဘင်္ဂလားဒေ့ရဲ့အရေးကိုအာရခတ်ပြည်သူတော်လှန်ရေးအစိုးရနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြားမကြာခဏတွေ့ဆုံဆွေးနွေးနေကြပေမဲ့နှစ်ဖက်သဘောတူညီမှုတွေမရကြသေးဘူးလို့ Bonus Agency ကစုံစမ်းသိရှိရပါတယ်။ အဲဒါကြောင့်အာရခတက်တော်ဥဆောင်တဲ့အာရခပြည်သူတော်လင်းရေးအစိုးရဟာကျော်လည်လက်ခံရေးမစတင်နိုင်သေးပေမဲ့မောင်တော့ခရယာတင်းတိုက်ပွဲတွေမှာထပ်ပြေးသွားကြသူတွေကိုတေချာစစ်စစ်ပြီးငားလီမှုနဲ့ပြန်လည်လက်ခံပေးနေတယ်လို့အာရခပြည်သူတွေကဆိုကြပါတယ် အဲ့ဒီဒုက္ခတွေတွေဟာမြန်မာနိုင်ငံသားဖြစ်မဖြစ်ကိုသိချာစစ်စစ်ပြီးတခြားရှိမှပြည်လဲလက်ခံရေးကိုဆောင်ရွက်ရမှာဖြစ်ပေမဲ့ခုချိန်မှာတော့ပြည်လဲလက်ခံရေးမဖြစ်နိုင်သေးဘူးလို့နိုင်ငံရေးအသံဝင်ကတုံ့ပြန်ဆိုကြပါရယ်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းမှုဖြစ်သူဦးမျိုးကျော်က Brand Youth Agency ကိုခုလိုပြောပါရယ်။"သူတို့ဟာကျွန်တော်တို့နိုင်ငံထဲမှာနေခဲ့တယ်ကျွန်တော်တို့နိုင်ငံသားဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ပြန်ခေါ်ရလိမ့်မယ်" เนาะဒါပေမဲ့အခုကအချိန်တန်ပြီလားဆိုတဲ့ဟာမျိုးပေါ့เนาะလက်ခံတာတော့လက်ခံရမှာပါဘာဖြစ်လဲဆိုတော့သူတို့ကကျွန်တော်တို့နိုင်ငံထဲမှာနေတယ်နိုင်ငံသားတွေလည်းဖြစ်တဲ့လူဖြစ်မယ်နိုင်ငံသားမဖြစ်ဘူးဆိုရင်တော့ပုံစံတစ်မျိုးရှိပါလိမ့်မယ်အဲ့ဒါကတပိုင်းเนาะသေချာဖို့ကျွန်တော်တို့လက်ခံရမှာပါ အဲ့ဒီဒုက္ခသည်စကန်တွေကိုအခြေပြုပြီးရူဟင်ညာအညီကလန်နာကင်တွေအင်အားစုဆောင်လှုပ်ရှားနေကြသလိုအာခဘင်္ဂလားနှစ်နိုင်ငံစလုံးမှာရူဟင်ညာအညီကလန်နာကင်တွေဟာအရက်သားပြည်သူတွေကိုပြင်ပြီးဆက်တက်ဖြတ်တာတွေဖမ်းဆီးတက်ဖြတ်တာတွေမူရီစေဝါပြည်သူဖြတ်တာတွေပါဝင်အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့လည်းနိုင်ငံတကာအသိုင်းအဝိုင်းကဆိုကြပါတယ်။အဲဒါကြောင့်ရူဟင်ညာအညီကလန်နာကင်အကြမ်းဖက်သမားအလုံးကိုဘင်္ဂလားဒေ့ရှ်အစိုးရကစုံစမ်းဖော်ထုတ်ဖမ်းဆီးအရေးယူဖို့လိုအပ်နေတယ်လို့ ရိုဟင်ယာမြင်ကလက်နက်ကင်တွေကိုအကူအညီအကာအကွယ်မပေးထားဖို့လေလိုအပ်နေရလို့နိုင်ငံတကာအတိုင်းဝိုင်းကထောက်ပြကြပါတယ်။အဲ့ဒီပြင်အာခတ်တတော်ရဲ့စီဥစီချုပ်ဘူချုပ်ထွန်းနေနိုင်အပောင်းဝင် အာခတ်ပြည်သူတော်လှန်ရေးအစိုးရခေါင်းဆောင်တွေကိုနိုင်ငံတကာအတိုင်းဝိုင်းကအရေးယူပေးကြဖို့ရိုဟင်ယာဒုက္ခသည်တွေဆန္ဒပြတောင်းဆိုမှုတွေလည်းရှိနေတာမို့ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေသေးရလို့နိုင်ငံရဲ့အတိုင်းဝိုင်းကဆိုကြပါတယ်။ ရခိုင်ပြည်အမျိုးသားကောင်စီရဲ့ဥက္ကဋ္ဌဗိုလ်မှူးကြီးမင်းထွန်းက Borderis Agency ကိုခုလိုပြောပါရယ်ဒီအချိန်မှာမွတ်စလင်တွေကိုပြန်လည်လက်ခံမယ်ဆိုရင်မွတ်စလင်တွေကရော ယုံကြည်စိတ်ချစွာနဲ့ပြန်လာမယ်ဆိုတော့စိတ်တက်ရှိပြီလားယုံကြည်မှုရှိပြီလားဆိုတော့ကျွန်တော်ပြန်ပြီးတော့မှဟိုစဉ်းစားစရာလိုတယ်ပေါ့ဗျာနော်သူတို့ကလည်းချင်းချင်းပြောရရင်ရခိုင်တွေကိုလည်းမယုံကြတဲ့လူရှိတယ်အဲဗမာစစ်အစိုးရနဲ့ ARS ဆိုတော့အာနိုတို့ပူပေါင်းဆောင်ရွက်နေကြပေမဲ့လည်းဗမာစစ်အစိုးရကိုလည်းမယုံတဲ့လူရှိတယ်ဆိုတော့ဒီခင်းချင်းကိုဘယ်သူအမှတ်ခံမလဲပေါ့မြန်မာနိုင်ငံရဲ့တရားဝင်ပြစ်ထဲချက်တွေမှာလူဟင်ညာလူမျိုးဆိုတာမရှိတယ်လို့ ဝိညာစကားအသုံးအနှုန်းကိုလည်းလက်မခံကြရမှုအာရခပြည်သူတော်လှန်ရေးအစိုးရမှလည်းမွတ်စလင်သာလက်ခံပြီးမွတ်စလင်ရေးရကော်မတီတွေဖွဲ့စည်းဆောင်ရွက်နေတယ်လို့အာရခပြည်သူတွေကဆိုကြပါတယ်။အဲဒီဒုက္ခသည်စခန်းတွေမှာအခက်ခဲပေါင်းစုံနဲ့နေထိုင်နေရတာမှုနေရပြန်ခွင့်ရမယ့်နေရတွေကိုမျှော်လင့်ဆောင်စားနေကြတယ်လို့ဒုက္ခသည်တွေကဆိုကြပါတယ်။အဲဒီရေတည်တော်ဘူးတည်တော်မောင်တော်တုံမြို့နေမှာ မြန်မာစစ်တပ်ရဲ့နီမီချင်းလေးစစ်ဆင်မှုကြောင့်2019အောက်တိုဘာ25ရက်နေ့မှ2018မတ်လထိရူဟင်ယာကျေးရွာပေါင်း360နေရောမင်းရှုခံခဲ့ရပြီးရူဟင်ယာ6တန်း7တန်းတို့အိုးအိမ်စုကိုထွက်ပြေးခေကြရတယ်လို့လူအခွင့်ရေးစောက်ကြည့်ရေးအဖွဲ့က2018ခုနှစ်မတ်လကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ခုချိန်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခသည်စခန်းတွေမှာဒုက္ခသည်စုစုပေါင်း13သိန်းခန့်ရှိနေပြီလို့နိုင်ငံတကာအသံဝိုင်းကဆိုကြပါတယ်။